ါးလေးတွေကိုမှမပြောရအောင်နော်ဒါလေးရတခါလေးကျတော့မှားရတယ်โอเค I go to the market yesterday မနေ့ရက်စည်းကိုသွားခဲ့တယ်အဲ့ဒီမှာဆိုရှင် yesterday ဆိုတာပါနေရလေအဲ့တော့ verb ကို go မတုံးတော့နော် want to တုံးနော် I want to the market yesterday okay she drive to school သူအကြောင်းကားနဲ့သွားတယ် okay အဲ့ဒီမှာဆိုရှင် drive မှာ s ထည့်မယ်နော် okay she has subject ကနေဖြစ်တယ်သူက she drives she drives to school okay she drives to school she is good in english သူအင်္ဂလိပ်စာတော်တယ် she is good in english โอเคအဲ့ဒီမှာဆိုရှင်ကိုနောက်ကအင်းမထဲအောင်เนาะအထဲမှာเนาะတခုတော်တဲ့ဟာကို correct ကိုတုံးပြောလို့ရအောင် she is good in english သူအင်္ဂလိပ်စာတော်တယ်โอเค she is good chinese သူက chinese တော်တယ် i don't do nothing ငါဘာမှမလုပ်ဘူးโอเคအဲ့ဒီမှာဆိုရှင် ဒါပဲ negative မလုပ်နော်ဒုံကလည်းအဲ့မှာအငင်း nothing ရတယ်အငင်းအဲ့လိုမတွားဘူး okay i don't do anything ငါဘာမှမလုပ်ဘူး anything လာမနော်ဒါမှမဟုတ်လည်းတချို့ဇာတ်လမ်းတွေမှာဆိုရှင် native speaker တွေ informal အနေနဲ့ i don't nothing လို့ပြောတာကြားရတာပါပဲ okay ဒါမှမဟုတ် sound word တွေဘာတွေဖြစ်တဲ့အခါမှာဆိုရှင်တော့ i don't do nothing မလုပ်နော် i don't do anything okay how many money do you have ပတ်စံဘယ်လောက်ရှိလဲ okay အဲ့တော့ money ရေးတွဲလို့မရအောင်နော်အဲ့တော့ money ကိုတွဲတုံးလို့မရအောင် how much how much money do you have how much money do you have okay not how many money okay now the sun is hot နေရပူတယ်အဲဒီမှာဆိုရှင် the sun လို့ပြောမှာနော် the sun is hot တခုလည်းရှိရဆိုရှင် share that ထည့်ပြောမှာနော် okay the moon the sun စသဖြင့်ပေါ့ the sun is hot okay ရအောင်နော်အခုလိုမျိုးဟာလေးတွေကကိုယ့်အတွက်ကြိုးစီလာမသိဘူးကြိုးရှယ်ဆိုရှင် comment မှာ yes ဆိုရေးတော့ပါနောက်ထပ် video အစ်တည်းလို့မတော်အောင်လို့လက်ဒီ page ကို follow လုပ်ထားပါမယ်နော်ပါပါ see you in the next video